အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဒီနေ့မင်္ဂလာလေးကတော့ဒီဩစတြေးလျနိုင်ငံကနေလာတဲ့အကိုလေးဝင်းမှအသွားကြုံမှာပဲဖြစ်ပါတယ်လေးဝင်းမှဂျိုဧည့်သည်ကိုဂျိုပြီးတဲ့ဆိုရင်ဧည့်သည်သွားချင်တဲ့မဲဆောက်ကိုလိုက်ပို့မှာပဲဖြစ်ပါတယ်ဆိုတော့ဒီညပဲမဲဆောက်ကိုတန်းဆင်းပါပါ ကဲလေငွေနာတော့ရောက်လာပြီဖြစ်ပါတယ်ကားပါကင်ထိုးဖို့ပါကင်စုံဖို့တော့မှာပဲဖြစ်ပါတယ်ကဲပါကင်ငိုရောက်ပြီ လေငွင်းပါကင်ဆိုတော့ကျွန်တော်တို့ဒီကားပါကင်ရောက်ပေါ့နည်းနည်းခက်တယ်ဗျကားတွေကလည်းအများကြီးပဲကျွန်တော်တို့တောင်ဒီ15မိနစ်15မိနစ်မဟုတ်မိနစ်20နိုင်မိနစ်20 25မိနစ်လောက်ပါကင်ရှာခဲ့ရတယ်ကားပါကင်ထိုးပြီးဆိုတော့လေငွင်းနဲ့သွားပါမယ်အဲ့ဒီက9နိုင်9မိနစ်လေးရင်ဆိုင်မှာကျွန်တော်တို့က8နိုင်90ရောက်တာဆိုတော့ကျွန်တော်တို့ဒီ immigration ဖြတ်တာ luggage ထုတ်တာပါညာနဲ့ဆိုတော့ဧည့်သည်ကိုကျွန်တော်နောက်ထပ်45မိနစ်လောက်ထပ်ဆောင်မယ်ဗျ။အဲဧည့်သည်ကိုကြိုးခဲ့ပြီဆိုတော့မဲဆောက်ကိုခါတန်းဆင်းရမယ်။ ကဲစီဆိုင်ဒီဆိုင်မှာကားလေးကိုခဏအနာပေးအောင်မယ်လူလည်းအနာပေးကားလည်းအနာပေးတွိုင်းလက်ပါညသွားပေါ့ပြီးရင်ကားကိုစီပြည့်ဖြည့်မယ်ကားလူကိုလည်းစီထည့်ရတာပေါ့ညဘက်အိမ်ငိုက်တော့ကော်ဖီလေးပါညတောက်ပြီးရင်ကားကို safety ပါညစစ်ညဘက်ကောင်းမောင်းတော့ဆိုတော့ safety အရေးကြီးတယ်ဒါကတော့ဒီ Australia ကိုပဲဖြစ်ပါတယ် ကားလဲစစ်ပြီးစီးရီပါလေးလက်ထည့်ပြီးပြီဆိုတော့မဲဆောက်ကိုခရီးဆက်ပါမယ်ကာမောင်းနေဧည့်သည်ပြင်းနေမှာဆိုလို့ဧည့်သည်ဟိုစကားလေးပါလေးပြောပေါ့သူဩစတြေးလျမှာ ခြေနေပေါ့ဩစတြေးလျနိုင်ငံမှာဘယ်လိုမိုက်လဲဘယ်လိုပြောစရာကောင်းလဲဗာညာပေါ့ဆိုတော့ဒီညာဘက်ကားမောင်းပြီဆိုရင်တော့ကျွန်တော်ဒီ Glanky Ogu site မောင်းဖို့လိုတယ်ဗျညာဘက်ကားမောင်းတာဆိုတော့ Techale Ogu site မောင်းနေရတယ်ဗျပြီးတော့ Lanky မှာလည်းကားမောင်းရင်မပြင်းအောင်တခြင်းကောင်းလေးဖွင့်ဖို့လိုတယ်ကျွန်တော်တို့နားထောင်တာကတော့ကျွန်တော်တို့ Bollywood fan တွေဆိုတော့လေ ဒီဘောလီဝုတ်ကအဆိုတော့အာဂျင်စင်းရဲ့တချင်းနေနဲ့ခီးဆက်တာပေါ့ပြီးရင်တော့ linkit pad အဖွဲ့ရဲ့ music လေးနဲ့ဆက်သွားရတယ်ကျွန်တော်တို့ရဲ့ဒီအတန်ပါဝါရန်အကောင့်နဲ့မမကြီးဆလင်းတီယွန်တချင်းကတော့မပါမဖြစ်ပေါ့ကျွန်တော်ကားစီကလည်းဒီ rock and roll တချင်းမျိုးမျိုးတွေနဲ့သူ့ရဲ့မျက်တောင်ကုန်လေးကိုမကယ်စင်နိုင်တော့ ဆိုတော့ကျွန်တော်ဘာလို့ ਆ လဲတွေ့ရတဲ့ဒါဆရာ ਉਹ အိမ်မငန်းအောင်ကျွန်တော်ဘာလို့လဲဆိုတော့အငိမ့်နေဖွင့်ရတယ်ဥမော့စ်နဲ့ဥမိုးရီတို့ရဲ့အငိမ့်နေဖွင့်ဖွင့်ပြီးကားဆက်မောင်းရတယ်ဗျာဒါမှလည်းရည်ရင်မောင်းရင်လည်းကားမောင်းလို့ရမှာကဲမနေ့9နာရီခွဲကျော်ပါပြီဗျာမဲဆောက်မြို့ဝင်ဟိုကားလန်းနေရဒီတောင်တက်တောင်ဆင်းအကွေးကောက်တွေများတယ် ဒီကားမောင်းနေကျွန်တော်တို့ဘာသွားတတိယမိလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာမင်းမျိုးတို့တောင်းကြီးတို့ခရီးသွားကြရတယ်လို့ပဲအရန်အမတ်ရမိတယ်လွမ်းလဲလွမ်းတာပေါ့ဗျာလန်ခီးကလည်းမြူရီဆိုင်းဆိုတော့လွမ်းမိတာပေါ့ဗျာ စစ်စေးရေးဂိတ်ချက်ပိုင်း3-4ခုလောက်ကို ဖြတ်ပြီးတယ်ဆိုရင်တော့ကျွန်တော်တို့ဒီမဲဆောက်မျိုးတွေကိုဝင်ပါပြီမနက်6နာရီရောက်သွားတာဆိုတော့ဒီမျိုးလေးကတိတ်ပြီးတော့တန်ဝင်သေးဘူးဗျမနက်စာစားတဲ့အချိန်ကတော့ကျွန်တော်တို့မြန်မာပြည်မှာထိုင်ခဲ့တဲ့အတိုင်းပဲလက်ဖေးဆိုင်လေးမှာထိုင်ခဲ့တယ် မဆားရတာကြားတဲ့ဒီအကြောက်ကွေးနဲ့လက်ဖက်ရည်အသေးဆွဲခဲ့တယ်ဗျာဈေးတွေတော်တော်တန်နေဗျကျွန်တော်၄ယောက်စားတာမှသုစုပေါင်းဒီ65ပဲပဲကြားတယ်ဟိုတော်တော်လေးအံ့ဩသွားတယ်ရှာဒီဦးလူလေးကလည်းတကယ်အေးစိမ့်စိမ့်လေးဗျကျွန်တော်တို့ဒီမေမျိုးမှာနေခဲ့ရသလိုပဲရမ်းနေလို့ကောင်းတယ်မျိုးလေးကလည်းတည်တည်လေးဆိုတော့ Okay, ဧည့်သည် အကိုလည်းသူသွားခြင်းတဲ့နေရာကိုပို့ပြီးပြီဆိုတော့ကျွန်တော်ချက်ချင်းပဲခဏလောက်နားပြီးရင်တော့ဘောနောဘက်ကောက်ကိုပြန်ဆင်းมาပဲဖြစ်ပါတယ်ဒါတော့မဲဆောင်မျိုးရဲ့အလားတရားလေးပေါ့ကျွန်တော်ဘန်ကောက်လိုတိုက်ကြီးမီဘာညာမရှိဘူးမြို့ငယ်လေးဆိုတော့တော်တော်လေးနေချင်းစရာကောင်းတယ်ဗျဂျာတီဦးလူလည်းကောင်းတယ်ဈေးလည်းတက်တာတယ်ဆိုတော့ ဒါကတော့မဲဆောင်မျိုးရဲ့အထွတ်မျိုးထွက်လေးပေါ့မျိုးအထွတ်မိုးလေးရလေရွာဆိုတော့ကဲမဲဆောင်မျိုးလေးရင်ပြန်တွေ့မယ်နော်နှုတ်ဆက်ခဲ့ပါတယ်ဆိုပြီးနှုတ်ဆက်ရင်းနဲ့ကျွန်တော်တို့ဘန်ကောက်ကိုပြန်ဆင်းပါပြီကဲအခုကြည့်နေတဲ့မိတ်ဆွေတွေအားလုံးပဲထိုင်းနိုင်ငံမှာနေရာနဲ့ခီးသွားကြနေတာပဲဖြစ်ဖြစ်အလဲပဲပဲဖြစ်ဖြစ်ကျွန်တော်တို့ရင်းနှွေးကို page မှာ like ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးပဲ bye bye